တတမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောင်းမှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကတတမီမီလေးတို့အတွက် ကြီးကန်းမိသားစုနဲ့မွေဆိုးကြီးဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဘိုးရှိရှိတို့ကပေါ့ကွယ်။တစ်ပင်ပန်းမန်တွေနဲ့ပြည်စုံပြီးစိတ်ဆူလပလန်းဆန်းနေတဲ့တောအုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတော့အထဲမှာတရိတ်ဆန်လေးတွေအကောင်ကြီးသေးအတူတူနေထိုင်ကြတဲ့လေကွယ် မြေပြင်ပေါ်မှာလည်းတရိတ်ဆန်လေးတွေရှိသလိုတစ်ပင်ကြီးတွေပေါ်မှာအတိုက်ကလေးတွေစောက်ပြီးနေထိုင်ကျဆားနေတဲ့ငှက်မျိုးစိတ်ကလေးတွေလည်းစုံစုံနေနေရှိကြတာပေါ့တနေ့မှစောင်းအကူမိုးအကုန်အချိန်လေးဖြစ်တဲ့ငှက်ကလေးတွေဥဥတဲ့ရာသီရောက်လာပါတယ်ဒီတော့တော်တွေကငှက်ကလေးတွေအကုန်လုံးဥဥဖို့အတွက်သူတို့ဥငှက်ကလေးတွေကိုလုံခြုံစေနိုင်ဖို့အတွက်အတိုက်ကလေးတွေစောင်းလို့ဖို့ဟိုဟိုဒီဒီနေရာရွေးချယ်ရင်းပြန်တန်းရှာဖွေရင်းအလုပ်တွေရှုံနေကြပါတယ် ဲ့ဒီမှာជីကန်းပိုလေးလီပင်နဲ့ជីကန်းမလေးမိသားတို့လည်းပါတာပေါ့လီပင်နဲ့ជីကန်းမလေးမိသားတို့ဇနီးမောင်လံကလည်းအတိုက်ဆောင်ဖို့အတွက်နေရာရှာထွက်ကြတာပေါ့ဗျဒီလိုနဲ့တစ်ပင်တစ်ပင်ကိုရောက်တဲ့အခါជីကန်းမလေးမိသားကပြောလိုက်ပါတယ်ငါတို့ဒီတစ်ပင်မှာပဲအတိုက်တွေစောင့်ရင်မကားဘူးလားတခြားငှက်မျိုးနွယ်ရင်လည်းဒီတစ်ပင်မှာပဲအတိုက်စောင့်ကြမှာជីကန်းပိုလေးပင်ကအတိုက်များလေးဥများလေးပဲ ဥများတော့အနေရပြုမဲ့တားရဲတိရစ္ဆာန်တွေနဲ့များလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ကြီးကဲဇနီးမောင်နှံလေးတားရဲကြောင့်နောက်ထပ်တနေရာကိုထပ်မံရှာဖွေကြတာပေါ့။ဒီလိုနဲ့ရှာဖွေရင်းရှာဖွေရင်းနောက်တစ်ပင်တို့ရောက်တဲ့အခါကြီးကံဘူကအဲ့ဒီပင်ကိုလေ့လာစုဆန်းကြည့်လိုက်ပါတယ်။အဲ့ဒီတပင်ကြီးကလည်းရှင်ကလေးတွေနေထိုင်တဲ့အပင်ဖြစ်နေတာပေါ့။ဒါကြောင့်ကြီးကံဘူလေးပင်ကနောက်ထပ်တပင်ကိုထပ်ရှာရပြန်ပါတယ်။ ဒီလိုနဲ့တပင်မီးတပင်ပြောင်းနေတော့ကြီးကမ်းမလေးမိတာကရှင်ဒီလိုတပင်တွေပြောင်းနေရနဲ့ကျမတို့ဥဥတဲ့ຢာဒီကုန်တော့မယ်မြင်မြန်ရှာကြရအောင်နော်အဲ့လိုမျိုးပြောလိုက်တာပေါ့ကွယ်ဒါနဲ့ပဲလီပင်ကတရက်အတွင်းဥဥနိုင်ဖို့အတိုက်ဆောင်နိုင်ဖို့ရှာပေးပါမယ်လို့ဂရိပေးလိုက်တာပေါ့ဒီလိုနဲ့ဆက်လက်ရှာဖွေရင်မျက်စိများပြည့်နှက်နေတဲ့မျက်ခင်းပြင်ပေါ်မှာအခေါင်းပေါင်းမရှိတဲ့တပင်တပင်ကိုတွေ့တာပေါ့ကွယ် ကြီးကန်းဘူဒီပင်ကအခေါင်ပေါင်းမရှိဒါကြောင့်မွေးအန်နေရင်ရှစ်အန်နေရင်မှဝေးကွာနိုင်ပြီဆိုပြီးအဲ့ဒီတစ်ပင်မှာပဲအတိုက်ဆောက်မှုအတွက်အစတင်ပြီးတစ်ကိုင်းတစ်ရွက်အချောက်ကလေးတွေစုပြီးခိုင်ခန့်နဲ့အတိုက်ကလေးတစ်ခုကိုစောင့်လုပ်လိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနေပြီးသူတို့နေတဲ့တစ်ပင်မှာအခေါင်ပေါင်းမရှိတော့လဲရက်ခင်းပြင်မှာမွေးဆိုးကြီးတစ်ကောင်ခိုးအောင်နဲ့တောင်ပိုကြီးရှိနေတာပေါ့။အဲ့ဒီမွေဆိုးကြီးကကြီးကန်းစနီးမောင်နှံကိုမြင်တော့ သူတို့ဥဥပြီးမှသွားပြီးစားသုံးမယ်လို့ကြိမ်းဝါပြီးနေတာပေါ့ကွယ်။ရတတပတ်အနေငယ်ကြမြင့်တဲ့အခါမှာတော့ជីကန်းမလေးမိတာကជីကန်းဥလေးသုံးလေးဥဥတည်းကွယ်။ဒီလိုနဲ့သူတို့ဇနီးမောင်ငန်းကဥကလေးတွေကိုကြည့်ပြီးပျော်ရွှင်နေကြတာပေါ့။နောက်တနေ့နဲ့ခင်းရောက်တော့ជីကန်းပူလေးပြီးပြီကជីကန်းမလေးမိတာကိုပြောလိုက်ပါတယ်။မိတာကြီးငါအစာရှာထွက်ဦးမယ်။ မင်းကဥတွေကိုစောင့်ရှောက်ပြီးငါ့ကိုစောင့်နေပါလို့မှာခဲ့တာပေါ့အချိန်ကောင်းကိုစောင့်နေတဲ့ငွေဆိုးကြီးကလည်းဒီပင်အစာရှာထွက်သွားတာကိုတွေ့တော့ကြီးကန်းမလေးစီကဥတွေကိုသွားပြီးစားသုံးမယ်ဆိုပြီးထွက်လာတာပေါ့အဲဒီခါမှကြီးကန်းမလေးမိတာကလည်းကူပါခဲ့ပါဆိုပြီးအော်ဟစ်အကူကြီးတောင်းတာပေါ့ကွယ်သူဇနီးမိတာရဲ့အော်ဒဏ်ကိုကြားတော့ကြီးကန်းပိုလေးလီပင်ကလမ်းတစ်ဝက်ကနေချက်ချင်းပဲပြန်လာခဲ့တာပေါ့ ဒီလိုနဲ့မွေကြီးကိုနှုတ်သီးနဲ့ထိုးစိတ်တိုက်ခိုက်တာပေါ့ကွယ်ကြီးကန်းမောင်နှံကတက်နိုင်သလားခုခံပေးမယ်လေအင်အားမမျှတာတာကြောင့်ရှုံးနေပြီးမွေဆိုးကြီးကလည်းသူတို့ရဲ့ဥတွေကိုစားသုံးလိုက်တဲ့ကွယ်အဲဒီနောက်မွေဆိုးကြီးကနောက်တခါငှက်လူအင်ကြီးရဲ့မွေဟောက်တကောင်နဲ့ဘရောမှမရှင်ပြိုင်မိစေနဲ့လို့ကြုံဝါမောင်းထွက်ပြီးထွက်ပြေးသွားပါတယ်။ကြီးကန်းမလေးကငိုကြွေးပြီးထုံမွေဆိုးကြီးကိုအညိုတေးထားတာပေါ့။ ဒီအဖြစ်ပြက်ကိုမြင်လိုက်တဲ့မြေခွေးလေးတစ်ကောင်ကကြီးကန်းဇနီးမောင်နှံကိုမွေဆိုးကြီးကိုလက်စားချေဖို့အတွက်အကြံပေးမယ်ဆိုပြီးတစ်ပင်အောက်ကိုရောက်လာတာပေါ့မြေခွေးကကြီးကန်းဇနီးမောင်နှံကိုမင်းတို့ရဲ့ရန်သူကအခွန်အားကြီးနေတယ်ဆိုရင်အဲ့ဒီရန်သူထက်ခွန်အားကြီးတဲ့သူနဲ့ပြန်တိုက်ခတ်ရတယ်ဆိုပြီးပြောတာပေါ့အဲ့ဒီနောက်တစ်ပင်တော်ဟုတ်တနေရာက အရှိဘတ်၅မိုင်လောက်မှာလူသားတွေနေကြောင်းသူတို့ရဲ့အကူအညီကိုယူပြီးမြွေကြီးကိုတိုက်ခတ်လို့ရကြောင်းပြောပြလိုက်တာပေါ့ နောက်တနေ့မနေ့ရောက်တဲ့အခါကြီးကန်းတို့ဇနီးမောင်နှံကလည်းမြေခွေးပြောလိုက်တဲ့အတိုင်းသူပြောတဲ့နေရာနာကိုတွားရောက်စူးစမ်းတဲ့အခါမှာတော့မင်းသမီးတစ်ပါးနဲ့သူ့ရဲ့တငယ်ချင်းအပေါင်းဖော်နှစ်ယောက်ကယာယီတဲတစ်ခုတည်းကနေထွက်လာတာကိုတွေ့လိုက်ပါတယ်။သူတို့ကမြေကမ်းပြီးနဘေးမှာအီချိုးဖို့အတွက်တိုင်ပင်နေကြပြီးသူတို့ရဲ့လက်ဝတ်လက်စားရွှေငွေရတနာတွေကို88တဲဆုထင်ကသူတို့နေတဲ့ယာယီတဲအိမ်ထဲမှာထားခဲ့လေတဲ့။အဲဒီနောက်အဆောက်တွေကိုစောင့်ကြည့်ဖို့မှာထားခဲ့တာပေါ့။ မင်းသမီးတို့ထွက်သွားတာနဲ့ကြီးကန်းတို့ဇနီးမောင်နှံကလည်းယာယီတဲတဲ့ဝင်ကလက်ဝိယတနာအိတ်ကိုချီယူပြီးအဆောင်နေရှိကနေပြန်ထွက်လာပါတယ်။အဆောင်နေကလည်းကြီးကန်းနေချီသွားတာမြင်လိုက်တာကြောင့်ကြီးကန်းဇနီးမောင်နှံငောက်ကိုလိုက်လာကြတာပေါ့။ကြီးကန်းဇနီးမောင်နှံကလည်းပြန်လာရင်ထိုလက်ဝိလက်စားအိတ်ကိုမွေဆိုးကြီးနေထိုင်နေတောင်ဖို့ရှေ့ရောက်တော့ပြစ်ချလိုက်ပြီးတစ်ပင်ပေါ်သို့ပြန်တက်သွားပြီးစောင့်ကြည့်နေလိုက်တာပေါ့။မွေဆိုးကြီးကလည်းထွက်လာပြီး အိတ်ကိုစူးစမ်းနေတဲ့အချိန်မှာရဲမန်အဆောင်တွေကရောက်လာပြီးမွေးဆိုးကြီးကိုရိုက်နှက်ပြီးအိတ်ကိုယူကာပြန်သွားကြတော့တာပေါ့မွေးကြီးကလည်းရဲမတ်တို့ရိုက်နှက်ထားတဲ့တန်းကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေရပြီးသေဆုံးသွားတာပေါ့ဝင်ချီကန်စနေမောင်နှံကလည်းအဲ့ဒီတစ်ပင်မှာပဲဆက်နေပြီးနောက်နှစ်တည်းအတွက်ဥထအုပ်ဖို့ကိုကြိုတင်ပြင်ဆင်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားတာပေါ့ဝင်ပုံမြင်သေးကတော့ဒါပါပဲကွယ် လေးတို့လည်းကြီးကစနီးမောင်နှံလိုမျိုးနေရာကောင်းအချိန်ကောင်းကိုရွေးပေမဲ့ဒုက္ခနဲ့ကြုံလာတဲ့အခါကိုကိုကူညီပေးနိုင်မဲ့သူ အနီးအနားမှာမရှိရင် အခက်အခဲကြုံတွေ့နိုင်နေဆိုတာသတိထားရမယ်နော် ပြီးတော့မွေကြီးတို့လည်းကိုကအင်အားကြီးတယ်ဆိုတိုင်းအင်အားငယ်တဲ့သူတွေကိုအနိုင်မကျင့်ရအောင်နော် နောက်နေ့တွေမှာလည်းတတမမီလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Storybook for Baby TikTok Channel လေးကို follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။